အွန်လိုင်းငွေလိမ်လည်ရေးလုပ်ငန်းတွေတည်ရှိရာစိတ်ပိုင်းတွေတဲကတစ်ခုဖြစ်တဲ့ KK ဘတ်နေရာကိုအပိသက်ရှင်းလင်းမယ်လို့စစ်ကောင်းဆောင်မင်းအောင်လိုင်းကသူ့ရဲ့ဖအံခီးစင်မှာပြောဆိုခဲ့တယ်လို့မြမအတန်သတင်းတွေမှာဖော်ပြထားပါတယ်။မြမထိုင်းနယ်စပ်က KK ဘတ်နေရာကိုစစ်တပ်ကရှင်းလင်းနေပြီးအမျိုးသားရေးတာဝန်တရအဖြစ်အပိသက်ရှင်းလင်းသွားမယ်လို့စစ်အုပ်စုကောင်းဆောင်မင်းအောင်လိုင်းကဖအံကဌာနဆိုင်ရာတွေရမိရဖတွေနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တယ်လို့သိရပါတယ်။ စီအောင်စုကောင်းဆောင်က KK ဘက်ကိစ္စနဲ့ပတ်သက်ပြီးအခုလိုပြောတော့လဲကြားဖြတ်လုပ်ငန်းတွေရဲ့အဓိကအစိတ်ပိုင်းကြီးဖြစ်တဲ့ရွှေကုတ်ကိုမျိုးတင်တဲ့ပတ်သက်ပြီးပြောကြားခဲ့တာမရှိပါဘူး KK ဘက်ကြားဖြတ်လုပ်ငန်းကိုဒီမိုကရေစီအကျိုးပြုကရင်တမရ DKBA နဲ့စီအောင်စုလောက်ခံနေကြားဆောင်တဲ့ BGF တို့ပူးရဲစီမံနေတာလို့သိရပါတယ်ရွှေကုတ်ကိုမျိုးတစ်ကကြားဖြန့်လုပ်ငန်းတွေကိုစီအုပ်စုလက်အောက်ခံနေချားဆောင်တဲ့ BGF ကောင်းဆောင်စောချစ်သူနဲ့တရုတ်ရာဇဝတ်ဂိုင်းတွေကပိုင်ဆိုင်ပါတယ် ကရင်နယ်ကြားဆောင်တဲ့ BGS ကောင်းဆောင်စောချစ်သူရဲ့အွန်လိုင်းငွေလိမ်ကိုင်းစီးပွားဘတ်ရွှေကိုကို ရထိုင်မျိုးတစ်တီထောင်သူရှိချင်းချံကိုထိုင်းကတရုတ်ဆိုရထံနိုဝင်ဘာလ12ရက်နေ့မှာလွှဲပြောင်းပေးခဲ့ပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်ကပြောကြားခဲ့တာတော့မရှိဘဲကကဘတ်ကိစ္စတစ်ခုတည်းသာပြောဆိုသွားတာကိုမြမအတန်ရဲ့သတင်းထုတ်လွှင့်ချက်တွေရသိရပါတယ်။ရရီမြို့နယ်မှာအွန်လိုင်းကြားဖြန်များအခြေစိုက်တဲ့ရွှေကိုကိုမြို့သစ်စီမံကိန်း၊ရထိုင်မြို့သစ်စီမံကိန်း၊တောင်မေဥယျာဉ်စီမံကိန်း၊ယူလောင်ဘေးဘတ် အပိုလိုပတ်ဂျင်စင်ပတ်ကေကေပတ်မြရီမျိုးသစ်စတဲ့စီမံကိန်းတွေကိုမြန်မာစစ်တပ်လောက်ကန် BGF ကဦးဆောင်ပြီးတရုတ်ရာဇဝတ်ခိုင်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်မြန်မာလူအခွင့်အရေးလှုပ်ရှားသူအဖွဲ့ Justice for Myanmar ထုတ်ပြန်ထားချက်တွေအရမြန်မာစစ်တပ်လောက်ကန်ဗိုလ်မှူးကြီးစောချစ်သူမိသားစုနဲ့ BGF KNA တပ်ဖွဲ့ဝင်အချို့ဟာကြားဖြန့်လုပ်နေတဲ့ကုမ္ပဏီတွေအပါအဝင်ကုမ္ပဏီရှစ်ခုထပ်မင်းထဲမှာရှယ်ယာပါနေတယ်လို့ဆိုပါတယ်မြန်မာ ပုံမူကြီးစောချစ်သူဟာ BGF ပိုင်းတရားဝင်စီးပွားရေးလုပ်ငန်းတွေရောတရားမဝင်စီးပွားရေးလုပ်ငန်းတွေကပါဘီလီယံချီရဲ့ဝင်ငွေတွေရနေတဲ့အကြောင်း Justice for Myanmar ကရော American ငြိမ်းချမ်းရေး Institute USIB ကပါထုတ်ဖော်ထားပါတယ်။ American ငြိမ်းချမ်းရေး Institute USIB ကကရင်ပြည်နယ်မြရီမြို့နယ်ရွှေကိုကိုကအွန်လိုင်းငွေလိမ်ကိုင်းကြားဖြန်တွေအကြောင်းမနေ့ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာပုံမူကြီးစောချစ်သူနဲ့သူ့လက်အောက်ကပုံမုတ်တော့ ပုံမူးတင်ဝင်းတို့ကိုအွန်လိုင်းငွေလိမ်ကိုင်းကြားဖြန့်လုပ်ငန်းတွေမှာအဓိကပါဝင်သူတွေအဖြစ်ဖော်ပြထားပါတယ်။ကြားဖြန့်ကိစ္စကြောင့် BGF ခေါင်းဆောင်စောချစ်သူကိုထိုင်းတရားရုံးကလည်းတရားစွဲဆိုမှုတွေရှိခဲ့ပြီးအမေရိကန်၊ဗြိတိန်နဲ့ဥရောပသမဂ္ဂတို့ကတန်ခတ်ပိတ်ဆို့တာတွေလှုံ့ဆော်ထားပါတယ်။ online ငွေလိမ်ကိုင်းကြားဖြန့်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ဒီမိုကရေစီအကျိုးပြုကရင်တမရော DKBA နဲ့ခေါင်းဆောင်တွေဖြစ်တဲ့ Society, Sosan Aung, Sosin Win နဲ့စိုင်းကျော်နာတို့ကို American အစိုးရကနိုဝင်ဘာလ12ရက်နေ့ကပဲပိတ်ဆို့အရေးယူလိုက်ပါတယ်။